ချစ်စရာကောင်းလွန်ကရွှေမွန်ရည်ဒီနဲ့တူလို့လူပြောများနေရင်တရုတ်ဆောင်ညိုလင်းထက်ရဲ့သမီးတူတူလင်းထက်ပရိသတ်များလုံးမင်္ဂလာပါရှင့်။ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရစေ။မြန်မာနိုင်ငံမှာချစ်စရာကောင်းလို့နဲ့မင်းသမီးတက်လိုက်ကတော့ရွှေမွန်ရည်ဒီဆိုတာအလုံးလေးသိကြမှာပါ။အခုခါမှာတော့ရွှေမွန်ရည်ဒီနဲ့တတိယလေးတူနေချစ်စရာကောင်းတဲ့မင်းကလေးတအူးကပေါ်ပေါက်လာပါပြီ။ဒါကြောင့်လေလူပြောများနေရပါ။ အလုံးသေးကြတဲ့တန်ရွှေမွန်ရည်ဒီဟာအနုပညာလောကကိုစေကျော်သက်အွေမှာစတင်ဝင်ရောက်လာခဲ့ရဖြစ်ပြီးရွှေမွန်ရည်ရဲ့ပွင့်လင်းတော်လတ်တဲ့ item တွေနဲ့ဘသူနဲ့မှမတူတဲ့ကိုယ်ပိုင်အခြေစတိုင်တွေချစ်စရာကောင်းတဲ့စကားပြောဟန်တွေကြောင့်ရွှေမွန်ရည်ဒီဟာပရိသတ်ချစ်တော်တယောက်ဆောင်မင်းသမီးလေးဖြစ်လာပါတယ်။ အခုခါမှာတော့ရှင်မွန်ရည်ဒီနဲ့တထက်သေးတူလို့ချီကျူးခံနေရတာကတော့တရုတ်ဆောင်မင်းသားညိုလင်းထက်ရဲ့သမီးဖြစ်သူတူတူလင်းထက်ပဲဖြစ်ပါတယ်။တူတူလင်းထက်ဟာရှင်မွန်ရည်ဒီနဲ့တထရာတဲ့တူတဲ့ item တွေနဲ့အတူရှင်မွန်ရည်ဒီလိုမျိုးချစ်စရာကောင်းတဲ့ပုံစံလေးကြောင့်နာမည်ကြီးနေပါတယ်။ဒါအပြင်တူတူလင်းထက်လေးကမကြခင်မှာပဲအနုပညာရှင်ထိတ်တန်းမင်းသမီးဖြစ်လာမယ်လို့ခံမှန်းချင်းကိုခံနေရတာဖြစ်ပါတယ်။ဒါကလည်းတူတူလင်းထက်ကဖခင်ညိုလင်းထက်ရဲ့အနုပညာအမွေကိုဆက်ခံနိုင်ခဲ့ရကြောင်းလို့ပြောရင်လည်းမှားမှားပါဘူး။တရုတ်ဆောင်ညိုလင်းထက်ဆိုတာက တော့နာမည်ကြီးမင်းသားမဟုတ်ပေမယ့်2000ခုနှစ်ဝင်းကျင်မှာ အမျိုးသမီးမင်းကလေးတွေရဲ့အသေးစွဲတရုတ်ဆောင်မင်းသားတစ်လက်ဖြစ်ခဲ့ပါတယ်။အထူးသဖြင့်တော့တရုတ်ဆောင်ညိုလင်းထန်းဟာမင်းကလေးပရိသတ်တွေကြွေစင်းလောက်တဲ့ရုပ်ရည်မျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်းတရုတ်ဆောင်ညိုလင်းထန်းကအနုပညာလောကတွေကနေရုပ်တရက်ပြောက်ကွယ်သွားပြီးတော့အိမ်ထောင်ကျသွားခဲ့ရပါ။အခုချိန်မှာတော့တရုတ်ဆောင်ညိုလင်းထန်းနဲ့ဇနီးတဲ့သူစားလင်းထန်းတို့ကထိုင်းနိုင်ငံမှာအခြေချနေထိုင်တာဖြစ်ပြီးတော့ဆက်စရာကောင်းတဲ့တားလေးနဲ့သမီးလေးကိုရရှိထားတာဖြစ်ပါတယ်။ဒီလိုချိန်မှာတရ ောက်ဆောင်မင်းသားညိုလင်းထက်ရဲ့တမီလေးတူတူလင်းထက်ဟာဆိုရင်တကယ်ကိုချစ်စရာကောင်းတဲ့ပုံစံလေးဖြစ်ခဲ့ပါတယ်။ဒါအပြင်တယောက်ဆောင်မင်းသားညိုလင်းထက်ရဲ့တမီလေးတူတူလင်းထက်ကလမဲကြီးမင်းသမီးရွှေမုံရည်ဒီနဲ့ရုပ်ချင်းဆင်တူနေရဖြစ်ပါတယ်။ဗီဒီယိုအဆောင်မှာပြောခဲ့တယ်လို့ပါပဲ။တယောက်ဆောင်မင်းသမီးရွှေမုံရည်ဒီကအထူးခြားမှုအရှိဆုံးနဲ့ချစ်စရာကောင်းတဲ့မင်းသမီးအဖြစ်နာမည်ကြီးပါတယ်။အထူးသဖြင့်တော့တယောက်ဆောင်မင်းသမီးရွှေမုံရည်ဒီကတခြားဘဲမင်းသမီးမှလိုက်မမီနိုင်တဲ့အိုက်တင်တွေအမှုရာမျိုးတွေကိုလုပ်တတ်ပါတယ်။ရွှေမုံရည်ဒီရဲ့အခြေအိုက်တင်ကတော်တော် ော်လေးလဲနာမည်ကြီးပါတယ် ဒါကြောင့်လန်ရွှေမော်ရည်ကအနုပညာလောကထဲမှာထူးခြားတဲ့မင်းသမီးအဖြစ်အတိုင်းဝိုင်းတစ်ခုလုံးကရောပရိသတ်တွေကပါအသိမှတ်ပြုခံထားရပါတယ်။ရွှေမော်ရည်ကိုယ်တိုင်ကလည်းမြမရုပ်ရှင်ထူးချွန်စုကြီးကိုရရှိထားပါတယ်။ဒီလိုမျိုးလိုင်းလံတူပါတရုပ်ဆောင်ဖို့ခက်ခဲပါတယ်ဆိုတော့ရွှေမော်ရည်ရဲ့ item တွေတရုပ်ဆောင်ပုံတွေကိုတတိယလိုင်းလိုင်းလံတရုပ်ဆောင်နိုင်သူကတော့မင်းသားညိုလင်းထက်ရဲ့သမီးဖြစ်သူတူတူလင်းထက်ဖြစ်ပါတယ်။အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်ထဲမှာတော့တရုပ်ဆောင်ညိုလင်းထက်ရဲ့သမီးလေးတူတူလင်းထက်ကရွှေမော်ရည်လိုချစ်စရာ item မျိုးနဲ့တရုပ်ဆောင်ပြ နေပါတယ်။ဒါကြောင့်လူတွေကတော့ညိုလင်းတဲ့ရဲ့တမီတူတူလင်းထက်ကိုရွှေမွန်ရည်အငဲစားလေးဖြည့်ချူးကြသလိုတရုတ်ဆောင်ရခက်ခဲတဲ့ရွှေမွန်ရည်ရဲ့ item ကိုပေါ်ပါစွာတရုတ်ဆောင်နိုင်တာကြောင့်တူတူလင်းထက်ရဲ့အမှုပညာအရေးအတွေးကိုချီကျူးအတိမတ်ပြုနေကြပါတယ်။တချို့ကလည်းမင်းသားညိုလင်းထက်ရဲ့တမီလေးတူတူလင်းထက်ကဖခင်ကြီးရဲ့အမှုပညာအမွေကိုဆက်ခံကမြန်မာနိုင်ငံရဲ့ထိပ်တန်းတရုတ်ဆောင်မင်းသမီးဖြစ်လာနိုင်တယ်လို့ဆိုကြပါတယ်။အမှန်တကယ်မှာလည်းတူတူလင်းထက်ကဘာဘီယုံမလေးလို့ချစ်စရာကောင်းနေရာကြောင့်တိတော့ပေါ်မှာနာမည်ကြီးနေပါတယ်။ဘလို ဝဲစုစုတေယုတ်ဆောင်မင်းသားညိုလင်းထက်ရဲ့တမီလီတူတူလင်းတက်ကရွှေမုံရည်ဒီအငဲစားလေးဖြစ်ချီချူးခံနေရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောတေယုတ်ဆောင်ညိုလင်းထက်ရဲ့တမီငယ်လေးတူတူလင်းထက်ကိုရွှေမုံရည်ဒီနဲ့တူတယ်လို့ထင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။